မင်္ဂလာပါ။ကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရစေ။ဒါဝရပြထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုကန်စားရပါမည်အကြောင်းလည်းဆုတောင်းပေးပါရစေ။ဒီမနက်မှာခြေဆုအဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပရောဖက်ပြင်ဆင်ပေးတဲ့အတွက်ဂလာတိဩဝါဒစာအခန်းကြီး1အပိုင်ငယ်21ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။ပရောဖက်ဤခြေဆုတော်ကိုငါမပယ်။ပြည့်ညက်တရားကိုအမိပြု၍ဖြောင်းမတ်ရာသို့ရောက်နိုင်လျင် ခရစ်တော်သည်အချီနှီးအသေးခံတော်မူပြီးဒီနေရာမှာရှင်းရှင်းလင်းလင်းသိရမယ့်ကိစ္စရှိပါတယ်အဲ့ဒါပါလဲဆိုရင်ဂျေဇူးတော်နဲ့ပြည့်ညတ်တရားလုံးဝမတူပါဘူးဂျေဇူးတော်ဆိုတာကကိုယ့်ဘက်ကလှုပ်ဆောင်စရာမလိုဘဲနဲ့ဘုရားသခင်ကလှုပ်ပေးတာတရားရာဂိုင်းနှုန်းဂျေဇူးပြုတာကိုဆိုလိုတာဖြစ်ပါတယ်ဒီတွေ့သခင်ယေရှုခရစ်တော်ကလောကကတိုင်မှာအသက်ဆွန့်အသေးခံခဲ့တာဖြစ်ပါတယ် လူသားအလုံးရဲ့အပြစ်အတွက်ကိုးစားအသေးခံစေဖို့ရန်ယေရှုခရစ်တော်ကတိုးတငယ်ပမာရစ်ပလင်ပေါ်မှာပူဇော်တယ်လို့မျိုးသူ့ရဲ့အသက်ကိုစွန့်ပြီးတော့မှ လူသားအလုံးရဲ့အပြစ်ကြွေးတွေကို ပေးဆက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်လို ကျွန်တော်တို့ဘသူတူတယောက်မှလှုပ်လို့လည်းမရဘူး။လုံနိုင်စွမ်းလည်းမရှိဘူး။ယေရှုခရစ်တော်ရဲ့တန်ရှင်းစင်ကြယ်တဲ့အသွေးတော်အပြင်သာ ကျွန်တော်ရဲ့အပြစ်တွေကိုဆေးကြောနိုင်စွမ်းရှိပါတယ်အဲ့လိုကျွန်တော်တို့ကိုစားယေရှုခရစ်တော်ပူဇော်ခဲ့ပြီးပြီမို့လို့ကျွန်တော်တို့ကတဖျားသခင်ရဲ့ရှေ့တော်မှောက်မှာရစ်ပူဇော်စရာရစ်ကောင်တဲလာစရာတောင်မလိုတော့ဘူးဆိုတာကိုနားလည်ဖို့လိုပါတယ်ဒါကြောင့်မလို့ခရိယန်တွေမှာတော့နောက်ထပ်ရစ်ပူဇော်စရာမလိုတော့ပေမဲ့တခြားဖန်ဆင်းရှင်ဖျားကိုယုံကြည်ကြတဲ့သူတွေကတော့ယနေ့ထိတိုင်အောင်သူတို့တွေက တရိษံများကိုရစ်ဖြစ်ပူဇော်နေကြတော့မဲဆိုတာကိုတွေ့နေပါလိမ့်မယ်ချစ်တော်မိပါညီကိုမောင်တို့မတို့ဒါကပြည့်ညတ်တော်မပါပဲယေရှုခရစ်တော်ရဲ့ဂျေဇူးတော်ကိုသာ အမိပြုပြီးရသောကယ်တင်ခြင်းဖြစ်ပါတယ်အကယ်၍သာ ပြည့်ညတ်တရားကို အမိပြုပြီးမှ ဖြောင့်မတ်ရာသို့ရောက်နိုင်မယ်ဆိုရင်ယေရှုခရစ်တော်အသေးခံခဲ့တာ အလကားပဲဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်အသေးခံခြင်းကိုယုံကြည်ရင် ဒါကဂျေဇုတော်ဖြစ်တယ်ဂျေဇုတော်ကို လက်ခံရင် ပြည့်ညက်တရားကိုကျွန်တော်တို့အမိပြုပြီးဝါကြွားเสียမှာရှိဘူးပြည့်ညက်တရားကို အမိပြုပြီးဝါကြွားနေတဲ့၍ကာလပတ်လုံးဂျေဇုတော်ကိုညင်းပယ်တာဖြစ်တယ်ဂျေဇုတရားကို မသိတာဖြစ်တယ်ဒါကြောင့်မလို့ဂျေဇုတော်ကတမျိုးပြည့်ညက်တရားကတမျိုးဖြစ်ပါတယ်ပြည့်ညက်တရားကို မလိုက်လျှောက်ရဘူးလို့ဆိုလိုတာမဟုတ်ပေမဲ့ပြည့်ညက်တရားကြောင့်ဖြောင့်မတ်ရသူမရောက်နိုင်ဘူးဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ကောင်းမွန်တဲ့တွင်တင်ချက်တွေစုံမချက်တွေနာခံရမယ့်အရာတွေကို ကျွန်တော်တို့ အပြည့်အဝလိုက်နာဖို့တော့လိုတယ်။ဒါပေမဲ့အဲ့ဒီပြည့်ညက်တရားကဖြောင်းမတ်ခြင်းအပြည့်အဝမပေးနိုင်ဘူး။ယေရှုခရစ်တော်အားဖြင့်သာလေဖြောင်းမတ်ရာသို့ရောက်နိုင်တယ်။ဒါကဂျေဇုတော်ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်အဲ့နှစ်ခုကို မရောထွေးဖို့လိုပါတယ်။ကိုကဂျေဇုတော်ကိုခံစားပြီးပြီဆိုရင်တော့ ဖျားစကားနားထောင်ရမှာဖြစ်ပါတယ်။သို့တော်လည်းပဲဖျားစကားနားထောင်မှ ပြဉ္ညက်ကိုလိုက်လျှောက်မှကဲတင်ချင်းရမယ်ဆိုရဲအဲ့ဒီလိုမျိုးအတွေးမျိုးကတော့မှားပါတယ်။ကဲတင်ချင်းဆိုရဲအပင်ငယ်ရဲကလွတ်မြောက်ခြင်းအပြစ်စီရင်ခြင်းကနေလွတ်မြောက်ခြင်းကိုကျေးဇူးတော်နဲ့သာ တိုင်းတာလို့ရပါတယ်။ပြဉ္ညက်တရားနဲ့တိုင်းတာလို့မရဘူး။ကိုကျင့်တရားနဲ့တိုင်းတာလို့မရဘူးကိုကျင့်တရားကိုအမိပြုပြီးပြည့်ညက်တရားကိုလိုက်လျှောက်ပြီး ကဲတင်ချင်းရတယ်မရဘူးလို့ဝေဖန်သုံးသက်နေခြင်းကလုံးဝမှားပါတယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အဖြစ်ကျေးဇူးတော်လုံလောက်တယ်ဆိုတာကိုသိရပါတယ်။ယေရှုခရစ်တော်အသေးခံပေးခြင်းအဖြစ်ကျွန်တော်တို့ပေါ်မှာပြုသောကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဟာကယ်တင်ခြင်းရရပါတယ်။ပြည့်ညက်တရားကိုအမိမပြုဘဲဖြောင့်မတ်ရာသို့ရောက်စေသော ကိုရောရဲ့ဂျေဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောဂျေဇူးပြု၍လမ်းပြပို့ဆောင်ပါမိအကြောင်းတနေ့တာလုံးကိုလက်ဝဲအနှံတဲ့အခါသခင်ယေရှုခရစ်တော်နာမ၌စက္ကအနှံဆုတောင်းပါ၏အာမင်